လူများကြတဲ့ပြုမှုကအခုလုံထင်မစရာပြုမှုလေးကြောင့်အွန်လိုင်းပေါ်မှာလူပြောများနေတဲ့ညီမြတ်တို့စည်းမောင်နဲ့နာမည်ကြီးရုပ်ရှင်မင်းသားဆိုပေမဲ့လည်းလူကြားထဲမှာမထင်မတဲ့အပြုမှုလေးလုပ်ခဲ့လို့လူပြောများနေတာကတော့တရုတ်ဆောင်မင်းသားမြင့်မြတ်ပါညီမြတ်ရဲ့အဆိုပါပြုမှုတွေကြောင့်လည်းပြည်သက်တွေကအင်အားတင်းခဲ့ရပါတယ်အထူးချိတ်ညီမြတ်ရဲ့စိတ်ထားလေးကို လေးစားကြတာပါအနုပညာလောကမှာတော့မိမြဟာအလုံးကလေးစားအားကြရတဲ့မင်းသားတစ်လက်ချစ်တတ်မှတ်ခြင်းကိုခံရတဲ့သူဖြစ်ပါတယ် မြင့်မြတ်ဟာတရုတ်ဆောင်အမှုပညာပိုင်းမှာဆိုရင်ဇက်လိုက်လို့ခေါ်ခံရတဲ့အထိဇက်ရုပ်ကြိုက်တာတိုင်းနဲ့လိုက်ဖက်ညီအောင်တရုတ်ဆောင်နိုင်တာဖြစ်ပါတယ်။မြင့်မြတ်ကဟာတဇက်ရုပ်လားအတီးတက်ဒေမာလားလူကျန်းကာရိုက်တာလားဆော့တချစ်ဇက်ရုပ်ကာရိုက်တာမျိုးစုံကိုတရုတ်ဆောင်နိုင်တာဖြစ်ပါတယ်။မြင့်မြတ်ဟာဒီလိုမျိုးအမှုပညာပိုင်းမှာအောင်မြင်သလိုအပြင်လောကမှာလည်းလူမှုရေးကောင်းမှုတို့တူဖြစ်ပါတယ်။ ညီမြက်ကအောင်မြင်တဲ့မင်းသားတယောက်ချစ်ခဲ့ပေမဲ့တခြားသောမိန်းမတွေရုပ်ရှင်မင်းသမီးတွေနဲ့ပတ်သက်မှုကင်းရှင်းပြီးတော့သူ့ရဲ့ငယ်ချစ်ဦးစနီးချော်လေးကိုပဲအမျက်တနှိုးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်မင်းသားမိမြက်ကလက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလဲဇနီးဒီပေါ်မှာအိမ်ထောင်ရှင်ခင်ဘုံကောင်းပြီးသစွာနဲ့ချစ်စရာကောင်းတဲ့ဒါသားမိမိလေးတွေနဲ့တာယာပျော်ရှင်တဲ့မိသားစုပေါ်လေးကိုတိစောက်ထားနိုင်တာဖြစ်ပါတယ်။ဒါအပြင်တရုတ်ဆောင်မိမြက်ကိုလူတွေပြည်သက်တွေကလေးစားရတဲ့အချက်ကတော့စိတ်ထားကောင်းမှုန်ပြီးဘဝကိုရိုးရှင်းစွာနဲ့ဖြစ်တတ်နေတာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့မြင်းမြက်ကမြန်မာနိုင်ငံရဲ့ဈေးကြီးဆုံးထိတ်တဲမင်းသားတစ်လက်ဖြစ်တာကြောင့်ကြွယ်ဝချမ်းသာပါဗါဒါပေမဲ့လေဘဝကိုရိုးရှင်းစွာနဲ့ဖြစ်တတ်နေတာပါဒါအပြင်မိမြက်ကအမှုပညာလောကသားအချင်းချင်းလဲကူညီဖေးမတက်ပါသေးတယ်။ဒါကြောင့်လဲအမှုပညာလောကမှာတရုတ်ဆောင်မင်းသားမိမြက်ရဲ့ဂုံသတင်းတွေကအမွေပြက်နေတာပါ။အခုတခါမှာတော့တရုတ်ဆောင်မင်းသားမိမြက်နဲ့ဇနီးဒီတို့ရဲ့ဂုံပကာတနာကင်းရှင်းနဲ့လောက်ရက်လေးတစ်ခုကြောင့်လူပြောများနေတာဖြစ်ပါတယ်။ ပင်ဒါနဲ့ပေါ်မှာပြည့်နေနေတဲ့ဗီဒီယိုပိုင်းမှာဆိုရင်တရုတ်ဆောင်မင်းသားမိမြက်ကဒါမန်လမ်းပေးစားတော့ဆိုင်လေးတစ်ဆိုင်မှာဂုံဘကာတနကင်းရှင်းစွာနဲ့မွန်စားနေကြတာဖြစ်ပါတယ်။ဒီလိုစားတော့နေချိန်မှာပြည်သက်တွေကလာရောက်နှုတ်ဆက်ချိန်မှာပြုံးပြီးတော့ရင်းနှီးဖော်ရွှေစွာနဲ့ဆက်ဆံတက်တာတွေ့ရပါတယ်။မြန်မာနိုင်ငံကခြားသောထိပ်အတန်းမင်းသားတွေသာဆိုရင်မြန်မာတဲ့အမှုပညာကြီးတွေကြောင့်ကြွယ်ဝချမ်းသာလာပြီးတော့အမှုပညာကုန်မှန်မှနမောက်မှတက်ကြပါတယ်။ မြင့်မြတ်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးမြင့်မြတ်ဟာပဲနေရာမှာဘဲသွားသွားပရိသတ်တွေကမမီလို့နှုတ်ဆက်ရင်တကယ့်ဆွေမျိုးသားချင်းရင်းချလို့ပြက်လဲပြီးတော့ရင်းနှီးစွာနဲ့နှုတ်ဆက်လိရှိပါတယ်။ဒါအပြင်ကိုကိုကိုထိတ်တမ်းမင်းသားဆိုပြီးတော့တခြားလူတွေထမင်းမျက်နေတယ်လို့လို့မမနာကုံမောက်မာတာမျိုးမရှိပဲနဲ့ပိုက်စာလာရင်လမ်းဘေးဆေးတီတွေစီမှာလဲရင်းရင်းနှီးနှီးနဲ့ဝင်ရောက်စားသုံးတတ်တာကိုသိရပါတယ်။အခုလဲတရုတ်ဆောင်မြင့်မြတ်ကဇနီးဒီနဲ့အတူလမ်းဘေးဆိုင်တဲလေးမှာခောက်ဆွဲကိုရတာရှိရှိနဲ့သုံးဆောင်နေတဲ့ဗီဒီယိုဖိုင်ကကြက်နှစ်လာခဲ့တာပါ။ ဒါကြောင့်လဲပရိသတ်တွေကတော့ဒီလိုမျိုးသဘာဝကြကြက်နေတက်တဲ့မင်းသားမိမျက်ရဲ့ဆရာကြောင့်မိမျက်ကိုသဘာဝမင်းသားကြီးတို့ဦးဖြစ်သတ်မှတ်ထားကြပါတယ်။ဒါအပြင်မိမျက်ရဲ့စိတ်ထားလေးကိုလည်းလေးစားနေကြတာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့တရုတ်ဆောင်မိမျက်ရဲ့လှုပ်ရက်လေးကိုအားပေးကြလားဆိုတာပြောသွားခဲ့ပါဦးရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။